န်နာကျင်ရတဲ့အချိန်မှာဆူတောင်းခဲ့ဘူးလေဒီဈေးထိုးရင်းနဲ့ပဲမပြောအောင်ပြောအောင်ကျွန်တော်ပြောခဲ့ဘူးကောငါအသက်ဆုံးရှုံးသွားပါစေတော့ဆိုပြီးကျွန်တော်ဆူတောင်းခဲ့ဘူးလေအမျိုးသမီးလည်းပြေးမရှိတယ်သူလည်းဝင်ပြောပဲငါမခံစားနိုင်တော့ဘူးဒီအချိန်ခွဲစိတ်တဲ့အရာတော့နေရွယ်မှာဆိုတော့6ချက်ပြက်ခဲ့ဘူးလေလေဖြတ်သူလိုဒီဒူးကအဲ့လိုလေဖြတ်သူလိုရဘူးတယ်တကယ်လို့ injury data မဖြစ်ခဲ့ဘူးဆိုရင်ကျွန်တော်ထင်တယ်ဒီထက်ပိုကောင်းတဲ့နေရာတစ်ခုမှကျွန်တော် ကောင်းတဲ့ position တခုမှအကောင်းဆုံးလုပ်နိုင်လိမ့်မယ်လို့ဘောလုံးသွားပါလာဆိုတော့အခုတာသူကြီးလည်းဘောလုံးသွားပဲဖြစ်စေချင်ကြီးပါတော့သူကလည်းကဟိုစိတ်ဝင်စားဘူးအခုတာတာဆိုရင်တော့တိုးနေရတယ်ကျုပ်ကဟိုဒီဥရောပဂျာမနီကလေဗာကူဆင်တို့ဘာရောက်ကကင်းတောက်တွေနဲ့သွားဖို့လမ်းစာလေးရှိခဲ့တယ်ဆိုတာလေအဲ့ဒါလေးကိုနည်းနည်းတော့ပြောပြပါလားကို အဲတော့ဒါစကားပြောကြတဲ့အချိန်မှာတော့ရှိတယ်အဲ့ဒီကန်လန်းခဲ့တာတော့ကန်လန်းနေကြလေဆိုတော့ဒီကိုစိမ့်နဲ့ကိုသွားဆန်းတက်ရမယ်အချိန်ဒီမျိုးပေါ့နော်အတင်းဘက်ကတော့မေးတော့မေးချပါလေစိတ်ဝင်စားလားဆိုတော့ကျွန်တော်ကလည်းပြောစိတ်ဝင်စားပါလေဆိုရင်အဲ့လောက်နဲ့ပဲပြီးသွားတယ်နောက်ပိုင်းကျတော့ဘရိုမာကိုပမာဆက်တယ်လားလဲမကြတော့ဘူး ီအေဂျင့်အားနဲ့သွားအမဲ့ခီးတဲ့အဲ့အရွယ်ကြတော့ကျွန်တော်တယောက်တည်းသွားဖို့လာဖို့လည်းတိတ်တော့အဆင်မပြေဘူးအဲအေရှန်လောက်ပါညာဆိုလာကျွန်တော်သွားလို့လာလို့စွန့်စားလို့အဆင်ပြေတယ်လီဗာကူဆင်ရလာကိုညူရင်ဘတ်လို့ကြားရဟုတ်ကဲ့ညူရင်ဘတ်ဟုတ်ကဲ့အကိုရဲ့ခြေစွမ်းခြေစားတွေဘယ်လိုမျိုးသူတို့ထောက်မိပြီးတော့အဲ့လိုလာခဲ့တာလို့သိရလဲကျွန်တော်ထင်တယ်အဲ့2017ရာသီကကျွန်တော်အကောင်းဆုံးရာသီတွေတစ်ခုပေါ့နော်ကျွန်တော်ဒီဇေယျရှင်မီမှာဆိုလဲကျွန်တော်အကောင်းဆုံးကစားခဲ့တဲ့နှစ်ဒီပွဲတိုင်းကိုယ်တွေလည်းတွင်းနေဒီဇေယျ ချင်းမြေချန်ပီယံသာဖြစ်မသွားဘူးနော်ပွဲကြီးတိုင်းမှာကျွန်တော်အဓိကကစားသမားအနေနဲ့လေကစားရတယ်ဒီ2017ဒီခုနှစ်ဒီအင်ဒိုနီးရှားစီးဂိမ်းမှာလည်းကျွန်တော်ဒီဟိုအကောင်းဆုံးကစားနိုင်ခဲ့တယ်ဘောနော်အဲလေးရဲ့အချိန်ညာလည်းအဲတုန်းကဒီနိုင်ငံအေဂျင့်ညာလည်းဒီစိတ်ဝင်စားတဲ့အနေထားလို့ပဲကျွန်တော်မြင်တယ်အဲဒီအချိန်မှာလည်းအတင်းတိုင်းက foreigner နိုင်ငံသားတွေခေါ်ယူနေတဲ့အချိန်တွေဆိုတော့ဒီ transfer window ပြောင်းရွှေ့နေမှာဆိုရင်ကိုယ်ကလည်းကြည်ကောင်းကြည့်လိမ့်မယ်ဒီ transfer window ဖွင့်နေချိန်မှာဒီ player ဘယ်လောက်ဘခုအချိန်တွေဘယ်လို level ရှိနေလဲဆိုတော့အဲ့လိုအချိန်တွေအကြောင်းလို့လည်းကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့တခုတော့ရှိတယ်ဒီသူကျွန်တော်အဲ့ဒီ2017ရာသီ PTT စီးကိန်းကပြန်ပြီးပြန်လာတဲ့အချိန်မှာကျွန်တော်ရာသီအစမှာပြန်ပြီးပြန်ပွဲတွေစတဲ့အချိန်မှာကျွန်တော် performance အနေနဲ့ပြန်အောက်သွားတဲ့အချိန်တွေလည်းရှိတယ် အချိန်ကျအေဂျင့်လာလာကြည့်တယ်သူကိုယ်နိုင်လာကြည့်တဲ့အချိန်ကြီးရှိတယ်တချို့တစ်ပွဲနှစ်ပွဲလာကြည့်ချိန်မှာအဲ့လိုမျိုးသွားတိုးလိုက်တယ်လည်းပါတယ်ပါမှာပေါ့ကျွန်တော်ရဲ့ရွာနေထွက်လာပြီဒါကျွန်တော်ရဲ့ရည်မှန်ချက်ကဒါလည်းရွေးစင်ပဲအဲလည်းရွေးစင်လောက်ပဲကျွန်တော်ကတင်းတိမ်ခဲ့တာပေါ့ဒီအကြောင်းမျိုးရောခုနကကန်ပါလို့ဆိုတာဒီ ASEAN မှာထိုင်းကဒီ ASEAN ကသားမတွေခေါ်ဝင်ရှိတယ်ကျွန်တော်ကအကောင်းဆုံးချိန်ကြီးဖြစ်တယ်အဲအချိန်မှာအခါအားလေးဆိုတာကျွန်တော်တို့ဒီပြပောက်ထွက်ကြကြခွင့်ရခဲ့တယ် အတုံးအားသာရကမယ်ဆိုရင်တော့ဟိုလူကန်ဆိုတော့ပြောလို့မရပါဘူးဖြစ်ကောင်းဖြစ်သွားဒီတဲ့ကောင်းတဲ့နေရာတစ်ခုကိုလည်းကစားရင်လည်းကစားခဲ့ရအောင်ဟုတ်ကဲ့ပါကိုကိုပြန်ပြီးတော့အခုပြောနေမရှိတဲ့ငယ်ကိုကိုလည်းဖြစ်ပါတော့ကဲ့ပါဟုတ်ကဲ့ပါဆိုတော့ဗောအောင်မြင်တဲ့ဘလုံးသမားတယောက်ဖြစ်လာတဲ့အချိန်မှာဟိုကို့ဒီမိသားစုမိဘเนาะဘယ်လိုမျိုးပြန်ပြီးတော့ခြေစုပ်ဆက်နိုင်ခဲ့လဲကို ကျွန်တော်ជីជីမမတော့လိုမျိုးဟိုကုမီပါပေါ့တော့ဟိုလိုရောမလားအရင်အင်ဂျီတွေဝယ်ပြီးတာဂါးတွေဝယ်ပြီးနိုင်တယ်အထက်မှာတော့မပါခဲ့ဘူးနော်ဒါပေမဲ့မိဘလိုအပ်လိုအပ်တဲ့အချိန်တိုင်းကိုကျွန်တော်တို့ကအဆင်ပြေအောင်ပံ့ပိုးပေးခဲ့တယ်နောက်ကုမီတာစုဆိုလည်းကုမီတာစုအဆင်ပြေပြေလေးနေနိုင်အောင် ရရှိတဲ့ဝင်ဝင်နဲ့ကုမီတာစုအဆင်ပြေအောင်ပဲထိန်းချောင်းနေဟုတ်ကဲ့ဟုတ်ကဲ့ ကိုအဲ့ခုကလေးတွေကစစတင်ကလေးကအဲ့လို striker ပဲအဲ့လိုမဟုတ်ဘူးကျွန်တော်စကစားတော့ကျွန်တော် center back ရင်းတော့ center back နှစ်ယောက်ကြီးတယောက်က fighter တယောက်ကအထိုင်ဆိုပြီးရရှိတယ်ကျွန်တော်အဲ့ fighter နေရာမှာကစားတာကျွန်တော်အဲ့လိုမျိုးကစားတာတွေကလို့တည်တတ်တယ်ဘောလုံးထိန်းတာတွေလိမ့်တာတွေဆရာနေမှာနောက်ပွဲတွေကြတော့ position တွေပြောင်းပြီးထားဟုတ်အဲ့ဒီကနေမှနောက် striker ဖြစ်တော့ဒီအာသာဒိဗန်စရောက်တော့ကျွန်တော် striker စကစား striker ဖြစ်နေပြီ ကျောင်းနံပါတ်တွေဘာတွေကကိုယ့်အတွက်ဘလို့လက်ကီးဖြစ်တာမျိုးတို့လိုအစွဲရှိတာမျိုးတို့ရှိလားကိုကျေကျွန်တော်ရဲ့ view တွေကတော့နံပါတ်30ပဲပေါ့ဒါပေမဲ့ wifi ရတဲ့နံပါတ်တွေကတော့အဆုံပဲနံပါတ်ကတော့အဲအတင်းပေါ်မှာလည်းမူတည်တာပါအတင်းကတော့ဒီနံပါတ်တွေအားရဆိုတော့ကိုကြိုက်တဲ့နံပါတ်ကိုယူရင်တော့ကိုချက်တဲ့နံပါတ်ကိုရှုခွင့်ရတယ်ပေါ့ဟုတ်ကဲ့ ဆိုတော့ဟိုဘယ်နံပါတ်ဝယ်ပါဘယ်လိုမျိုးခြေစွမ်းပြတာအဲ့အဲ့လိုမျိုးတော့မရှိဘူးပေါ့တဲရှိပါလေကျွန်တော်ကခြေစွမ်းပြရလို့မဟုတ်ကျွန်တော်ကအကြိုက်ဆုံးနံပါတ်ကတော့30ပဲဒီကိုနံပါတ်30နဲ့ဆိုဘူးကြည့်ကောင်းတယ်လို့ထင်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ထိုင်းမှာဆိုလဲကလပ်တွေတော်တော်လေးစော့ခဲ့တာဆိုတော့လေဟိုအတွေ့အကြုံလေးတွေပြောပြပါဦးအတွေ့အကြုံကတော့အရန်ကိုကောင်းပါလေဘလုံးသမားအာဘောရမှာဒီထိုင်းမှာတွားကစားခဲ့ရတဲ့ ခဏတာအတွင်းရတယ်တကယ်ဟိုဘယ်လိုပြောမလဲကိုအတွက်အကောင်းဆုံးအကောင်းဆုံးအလုံးတွေ့ကြုံနေပါမယ်ဟုတ်ကဲ့အခုအခြေဆွမ်းပြခဲ့ဆုံးအတင်းဆိုပဲပဲလေးဖြစ်မယ်ကျွန်တော်ကအဲ့မှာကောင်းကောင်းအခြေဆွမ်းမပြခဲ့ရဘူးကျွန်တော်ဒီအခြေဆွမ်းကိုဆက်ရတော့ကျွန်တော် injury ရပါတယ်ဘောနော်ကျွန်တော်၄ဘွဲလောက်မှာ ACL ဆက်ထိပ်ပြီးတော့ကျွန်တော်တနည်းလောက်ပြန်နာခဲ့အပြီးတော့တနည်းတနည်းတော့ဆုံးဘရာဂန်နေစုကိုထိုင်းတန်ရာတွေကနာလိုက်ကိုဗစ်ဖြစ်လိုက်အဲအဲ့လိုမျိုးအဲ့နောက်ပိုင်းတော့ ဘောလုံးကထိုင်းမှာကစားရတာတော့အဲ့လိုမျိုးအဆင်ပြေအောင်လိုက်ကစားနေရတဲ့ပုံစံမျိုးအဲ့လိုပဲဟုတ်ကဲ့ဟုတ်ကဲ့ပါကိုဒီ injury နဲ့ပတ်သက်လို့ရောဘယ်လိုမျိုးလေးတွေကိုစိတ်ထဲမှာခံစားရလဲကျွန်တော် injury ရပထမတစ်ချိန်ဖြစ်တော့အဲ့လိုမဖြစ်ဘူးစိတ်ထဲအဲ့လိုမကြဘူး၃လလောက်နေတော့ injury ချေတိတ်မတိုးတက်လာမကောင်းလာပဲအဆိုးဘက်ကိုသွားတော့ဒုတိယအချိန်ကျွန်တော်ပြန်ခွဲရအောင်အဲ့ချိန်ကျရင်ကျွန်တော်ရဲ့အနာကျင်ခံစားမှုကဘယ်လိုမှပြောပြလို့မရအောင်အရင်နာကျင်ရတဲ့အချိန်မှာ ဆူတောင်းခဲ့ဘူးလေဒီဈေးထိုးရင်းနဲ့ပဲမပြောအောင်ပြောအောင်ကျွန်တော်ပြောခဲ့ရဘူးဟာအသက်ဆုံးရှုံးသွားပါစေတော့ဆိုပြီးကျွန်တော်ဆူတောင်းခဲ့ဘူးလေအမျိုးသမီးလည်းပေးမှရှိတယ်သူလည်းဖွင့်ပြောပဲငါမခံစားနိုင်တော့ဘူးဒီရချင်းခွဲစိတ်တဲ့အရာတော့တော်တော်လေးနာနိုင်ပိုင်းတနာကြီးတစ်ခါလောက်တူလို့အဲ့လိုမျိုးဈေးလာလာထိုးပြဲတကယ်နာကျင်တဲ့ခံစားမှုဘလို့မှကိုမခံစားနိုင်တကယ်လို့ injury data မဖြစ်ခဲ့ဘူးဆိုရင်ကျွန်တော်ထင်တယ်ဒီထက်ပိုကောင်းတဲ့နေရာတစ်ခုမှကျွန်တော်ကောင်းတဲ့ position တစ်ခုမှအကောင်းဆုံးလုပ်နိုင်လိမ့်မယ်လို့ ျွန်တော်ကယုံကြည်တယ်ဟုတ်တယ်ဟုတ်ကဲ့ပါဟိုနောင်နာရတာမျိုးဒီဘောလုံးဆိုရွေးချယ်ခဲ့လို့ဒီလိုမျိုးဖြစ်တယ်ဆိုတာမျိုးအဲ့လိုမျိုးတော့မရှိဘူးပေါ့တရားတွေကကျွန်တော်ပြရတယ်တရားတွေမို့ဒီဒီနေရွယ်မှာဆိုတော့6ချက်ပြက်ခဲ့ဘူးလေဒီစီရရှင်မှာ ပြီးကြတော့ဒီ20နှစ်မှာဒီအင်ရှင်လို့တော့လဲကျွန်တော် လေဖြတ်သူလို့ဒီတူကအဲ့လိုလေဖြတ်သူလို့ရဘူးတယ်အဲ့တော့လည်းကျွန်တော်6လောက်နားလိုက်ရတယ်အဲ့တော့ပြန်လဲတန်ဆန်းရေးတွေပြန်လဲအဲ့ injury တွေကတော့နားရတယ်လည်းနေတယ်လူတည်လည်းနေတယ်အဲ့လို injury တွေရှိခဲ့ပြီးကျွန်တော်ညရုံးပဲကျွန်တော်ကျိုးဘူးတယ်ဒီမှာအဲ့ဒါကျရန်ကုန်နဲ့ပွဲမှာရန်ကုန်မှာကျွန်တော်ကစားနေတဲ့အချိန် injury ပေါ်မှာတော့ကျွန်တော်ဘယ်တော့မှစိတ်မပြတ်ခဲ့ဘူးဒီလိုမျိုးဘောလုံးပေါ်မှာကျွန်တော်ဒီမကောင်းတဲ့စိတ်နဲ့ဘယ်တော့မှမတွေ့ခဲ့ဘူးရင်သွေးလေးတွေရောအဲ့လိုဝါသနာပါလားကိုကျွန်တော်ဒါလေးတယောက်သမီးလေးတယောက်ရှိတယ် ကျွန်တော်တော့ဘလောသဘာလာဆိုတော့ကိုသားသူလည်းဘလောသဘာပဲဖြစ်စေချင်တယ်ဒါဆိုဒါမဲ့ជីပါတော့ဘာမှဖြစ်ဘူးကျွန်တော်မြန်မာလေးကသူကနေကွာဟိုစိတ်ဝင်စားဘူးဒီဘလောဘောမှာပါမလာဘူးကွာကျွန်တော်ကတော့ပို့တာပဲကျွန်တော်ကဆိုသူဘယ်နှစ်နှစ်လောက်လဲနှစ်နှစ်သုံးနှစ်လောက်ဆိုသူဟိုကောင်းတိုက်ဆိုပြီးတော့ဘလောလေးကိုကောင်းမှုမြောက်မြောက်ပဲသူမိကမလုံးနဲ့မလုံးနဲ့လို့အဲ့လိုပြောတာတားဘူးတယ် ်မိန်ကလေးဖြစ်နေလို့ပါသူကဒီကမိန်ကလေးဖြစ်နေတာကိုကပေါ်လုံးသမားဆိုတော့ကိုရဲ့မျိုးရလည်းကိုရဲ့တာသမီးလည်းပေါ်လုံးသမားပဲဖြစ်စေချင်တယ်မဟုတ်အခုတာတာဆိုရင်တော့တိုးနေရတယ်ကျွန်တော် train ပေးတယ်လောက်ပဲသွားမယ် train နေသွားမယ်ဆိုရင်တော့သူပြင်းတယ်အဲ့လိုကျန်တော့မလိုက်ဘူးဖေဖေနဲ့သွားလို့မှဆိုသူမလိုက်ထွေးတယ်အဲ့လိုတကယ်ချင်းနဲ့သွားဆော့အောင်မကန်ရမယ်ဆိုရင်တော့သူလိုက်တယ်သူလေးကဘယ်ပေရောက်လဲဟိုရှင်းနဲ့ရှင်းနဲ့ရောက်နေဟုတ်ကဲ့ဟုတ်ကဲ့ပါတမီးလေးကကြောက်ဘာဝါဒနာပါတာလဲပေါ့ ူကတော့ကလေးဆိုလည်းကလေးတိုင်းပဲဆော့နေပါကျွန်တော်တော့ဇိုင်းပဲပေါ့ပေါ့ပါလေးပေါ့အဲဒီအကြောင်းဆိုလည်းအဲ့လိုမျိုး international ဆိုပြီးပါအဲ့လိုတော့မထားမထားနိုင်ဘူးနော်အဲ့လိုမျိုးဒီပုံကြီးအကြောင်းလေးမှာပဲထားတယ်သူ့မိကိုယ်တိုင်ကကျွန်တော်ကိုယ်တိုင်ကပါမှာမျောလင်းမထားဘူးတဲ့လူတော်လူကောင်းတယောက်အဲ့လိုဖြစ်အောင်လို့ပဲ ဆရာထပ်တန်းတယ်ဒီလိမ္မာရေးချရှိအောင်အထူးသဖြင့်တော့အဲ့လိုမျိုးလောက်ပဲဆုံးပါတယ်ဒီပါဖျက်ရမယ်ညာဖျက်ရမယ်ဆိုပြီးတော့အတင်းအဓမ္မအရေးတွေတော်တော်ကျွန်တော် မရှိပါဘူးဒီပြည်သက်တွေကိုဒီကနေပေါ့အမှတ်တရစကားလေးအခုဘယ်လိုမျိုးလေးပြောပြခြင်းမလဲအခုဆက်လက်ပြီးတော့လည်းချစ်ပေးကြပါဘောဆက်လက်ပြီးတော့လည်းအားပေးကြပါကျွန်တော်ကပြောတာမဟုတ်ဒီဘောလုံးကိုပဲပေါ့နော်နိုင်ငံတကာကိုသွားနိုင်တဲ့ဘောလုံးသမားကြီးပေါ်ထွက်လာပြီးတော့နိုင်ငံတကာကိုကူဆောင်တဲ့နိုင်ငံကြီးဖြစ်ပါစေလို့ပဲ ျွန်တော်တင်ရနေစုမုံကောင်တောင်းပေးပါမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ